မုံစီကကောင်းတဲ့အာနာရှင်စီရန်နဲ့တို့စီရန်နဲ့တို့နဲ့ပတ်သက်ရင်ကျွန်တော်ခန်းစားချက်ကရှင်းပါတယ်သူကကနဝင်တူဦးဖြစ်တယ်အဲ့လိုဖြစ်အောင်မန်ယူနိုက်တက်ဟာရွှေရောင်ကြားကန်နေဖြစ်အသုံးတော်ခံခဲ့ရတယ်စီရန်နဲ့တို့အတွက်ယူနိုက်တက်အသင်းပေါ်တွေဟာပါရမီဖြည့်ပေးခဲ့ရတယ်နောက်တော့ရီယယ်မှာသူရဲ့ဖုံးမိနေလားတောက်လောင်နေအခမ်းအနားဆုံးသမိုင်းတွေရေးသားတယ်ဂျူဗင်တက်ကိုစွန်စားကန်အသစ်ဖွင့်တော်မယ်ဆိုပြီးအဲ့နောက်အီတလီကိုသူသွားခဲ့တယ်ဒါပေမဲ့ညှောမဲထားသလောက်ဖြစ်မလာပါဘူးဂျူဗင်တက်ရဲ့ဆက်ရှုပ်တဲ့တန်ရွယ်ငင်တစင်ပါခဲ့တယ်အဲ့ဒီအချိန်ထိကျွန်တော်ဟာစီရန်နဲ့တို့ပြိတ်သက်ပါပဲ သူ့ရဲ့နေဝင်ချိန်ကိုအတက်နိုင်ဆုံးလှပစေခြင်းမိတော့မှာပဲ။မန်ချက်စတာနဲ့စီရိုနယ်တို့အတန်တွေပြန်လဲကျင်းလောင်လာတော့ပျော်မိပါတယ်။ United စီပြန်မရောက်လဲစီရိုနယ်တို့အဆင်ပြေရင်ပြီးရောဆိုတဲ့စိတ်နဲ့ City နဲ့လည်းသဘောတူခဲ့ပါတယ်။နောက်ဆုံး United တွေဝင်ရောက်လာတော့သူ့အပေါ်ချစ်မြတ်နှုတ်မှုအားပြင်းပြင်းထန်ထန်တက်ဝင်လှုပ်ရှားလာတာပါပဲ။ United မှာပဲသူ့ကစားသမားဘဝနေဝင်ပြီးလို့တွေးခဲ့မိတာပါပဲ။ငယ်ချေဦးနဲ့နှစ်ပေါင်းများစွာဇပောင်းကန်ဟာတိတ်ပြီးဒဏ္ဍာရီဆံမဲထင်ခဲ့တာပါ။ဒါပေမဲ့ဘယ်တော့မှသူ့ကိုမမုန်းဘူးသူဟာမမုန်းခြင်းပဲမုန်းခဲ့ရတာပါပဲ။ PS Morgan နဲ့ interview နှစ်ချိန်မှာ Siren တို့ပြောတဲ့စကားတွေဟာ professional မပီတာဘူးဆိုတာထက်ပိုပါတယ်။ဂျွန်စီယာကောင်းတယ်လို့အောင်ပြောချင်တာပါပဲ။အခြေအဆုံးသူတွေကနေရန်သူတွေလို့ AK တိုက်စိတ်သွားတဲ့အခြေအနေကို Siren တို့ဖန်တီးလိုက်တယ်လို့ပါပဲ။ Siren တို့ဘာပဲလုပ်လို့ကောင်းတယ်ဆိုရဲမျက်လုံးမိတ်နှလုံးသားပိတ်ခါ Siren တို့ကိုကိုွယ်သူတွေအတွက်တော့ဘာမှခံစားရမယ်မထင်ပါဘူး။ United ပြည်သက်များသောမုံလဲဂယူးမဆိုင် Siren တို့အတွက်ပြည်သက်မရှာဘူးဆိုတာလက်ခံပါတယ်။ဒီလိုပဲ Siren တို့ကြောင့် United ဖြစ်လာတာမဟုတ်ပါဘူး။ United ကြောင့် Siren တို့ဖြစ်လာတယ်ဆိုတာကိုလည်းလက်ခံစည်းခြင်းပါတယ်။ ယူနိုက်တက်ကိုမိတ်ဆွေတို့ဘယ်အချိန်မှစတင်ချစ်မြတ်နိုးခဲ့ပါသလဲဆိုင်လက်စ်ဖာကူဆန်ရဲ့ဝါလက်ဆာပီဂရီကြောင့်လားကမ္ဘာမြေဆွေးအားကိုစန့်ကျင်ပြီးဝေးဝိုက်ထွက်သွားတဲ့ free kick များပိုင်ရှင်ဒေးဗစ်ဘက်ခန်းကြောင့်လားမိုဒီတင်မျက်နှာထားနဲ့အဝေးကန်ချက်တွေစနိုက်ပါကန်ချက်လိုတိကျတဲ့ပေးပို့မှုတွေဖန်ဆင်းနိုင်သူပေါ့စကိုကြောင့်များလားကိုဘီယာမှာဆိုလို့ပြန်ဘက်ကန်ချက်တဲ့သူကောင်းကြီးထိုးပေးတဲ့ United အတွက်ဆိုရင်တေးချင်းတေးပါစီလို့စိတ်ပိုင်းဖြတ်ထားသူ Vidic ကြောင့်လားရင်းရွှဲညံ့ညောတဲ့ကစားဟန်ဆွေးမပွဲရာတင်းကိုရင်းညလဲပြသလိုခြံထားရတဲ့ Bulgaria နှင်းစီ Barbados ကြောင့်လား စိတ်ဆက်သူဘသူမှဂယုမဆိုင်လက်ဝဲသမားတယောက်ဖြစ်ချင်သူရှိုးသားတဲ့ဝဲရုံနေကြောင်းလားတယောက်ချင်းစီချားရင်မယ်ဆိုရင်ကျွန်တော်မျက်နှာဆွဲလိုက်ရတဲ့ United နှောင်ကြိုးတွေကိုနိုင်ပွဲရမှာရှိပါဘူးရင်မတဲကထုတ်ပြလိုက်တဲ့ United နှောင်ကြိုးတွေလည်းရှိခဲ့မှုပါပဲဝဲဘက် Tiven နဲ့ Cristiano တို့ပါပဲသူတို့ရဲ့ရည်ကြည်ရမျက်နှာရပြောင်းရွှေ့မှုပေါ်အပြစ်မဆိုချင်ပါဘူးဒါပေမဲ့သူတို့က United စန့်ကျင်ရေးတချင်တွေပျော်ရွှင်စွာတည်ဆူခဲ့ကြတယ် United ရဲ့ရောက်ခဏတာခိုးလုံပေမဲ့တသက်မှာတစ်ချစ်ဆိုလို့ United ကိုမြစ်တာထားခဲ့သူ Van Persie, Schweinsteiger တို့နဲ့နှိုင်းရှင်ရင် United ကိုတကယ်မချစ်ခဲ့သူတွေပါပဲ ဒီစကားကိုချစ်ချင်းမုန်းကြီးမပါပဲယူသားစွာကျွန်တော်ပြောချင်ပါတယ်လူစုတော့အသက်ရွယ်လိုက်ရင်ကျက်ရတယ်အဲ့ဒီထဲမှာစီရနေတို့မပါဘူးထင်ပါရဲ့သူကြည့်ရတာအောင်ပွဲဆာလောင်စိတ်ပြင်းထန်တာနဲ့မတူပဲအတ္တကြီးလို့မဆုံးနိုင်တဲ့အာနာရှင်လို့ဖြစ်လာပါတယ်ကဘာဖလားမရသေးလို့၄၀ကျော်အရွယ်ထိအရေးစင်ကစားသမားဘွားကနေမနာနိုင်သေးပဲစီရနေတို့ကကဘာဖလားရတဲ့မက်ဆီကိုတိုက်ခိုက်တာကတော့ရှိစေရပါပဲလာလီကာတက်ဆော်ရီလီကကိုတွင်းရတာပိုခတ်တယ်လို့ပြောတာကလည်း ADS ဆက်ပါတယ် PS Morgan ရဲ့ interview အစီအစဉ်ကပွဲစုစည်းရုံးတက်တက်ဖန်တီးထားတာပါမြန်မာပြည်က Mike Tho အဆင့် interview မျိုးလို့ပြောနိုင်ပါတယ်စီရနာတို့ကကိုယ့်ရဲ့ကနဝင်ဆံမှုကိုတန်ဖိုးမထားဘဲအပေါ်စား interview လုပ်ပြီးကြော်နေပုံပါပဲသူစကလုံးတွေကအစိတ်သိနေပါတယ် MNS Sport မှာတိဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတိဆက်ပေးနေတယ်ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ခင်ဗျာ